ဒီကဗီဒီယိုမှာတော့ကျွန်တော်တို့ကင်မရာတစ်လုံးကိုခေါင်းလောက်ရှိတဲ့အသက်မှာကင်မရာကောင်းတဲ့ဖုန်းနေထဲကမှလက်ရှိဒါနောက်ဆုံးထွက်ထားတဲ့ဖုန်းလို့ပြောရမယ်ဒီ Vivo ရဲ့ပါပါလေး H3 Pro H3 Pro ကင်မရာအရန်ကောင်းပါဆိုရဲကောင်းဒီကောင်းကိုကျွန်တော်တို့အန်ဘောက်ဆင်းလုပ်မယ်ပြီးရင် detail လွတ်လေးပေါ်တက်မှာဒီဇိုင်းဘယ်လိုနေထားရှိလဲဘယ်လိုပုံစံလေးထွက်လာလဲဘာညာဒါမျိုးလေးတွေကိုလှုပ်ပေးမယ် ျွန်တော်တို့ဆက်ရကြော်လာတွေပါအကုန်လုံးတော့စကစ်လိုက်ရမလားသိရမလားအချိန်ကြီးအရန်ပုတ်တာဆိုတော့ဖုန်းကိုပဲတန်းကြည့်ကြဖုန်းကတော့ဒီနေ့မှကသူက quad cup တွေပါမဟုတ်တော့ဘူးကင်မရာဘန်းကတော့နည်းနည်းလေးပါလာတယ်ပေါ့နော်မဆိုးမိုက်တော့မိုက်တယ်ကင်မရာဘန်းမှာဒါအားလုံးတွေ့တိုင်းပေါ့နော်ကင်မရာဘန်းအဲဒါကင်မရာ၄လုံး၄လုံးမဟုတ်တော့3လုံးအားဟုတ်တယ်3လုံးပေါ့နော်ကင်မရာ3လုံးဟမ်အာထားကြပါဗျကင်မရာ3လုံးနဲ့ ဒါဘေးပေါင်ဒီဇိုင်းနေဘေးပေါင်ဒီဇိုင်းညာတအားအားကိုမှကြည်ရတာမိုက်တယ်ကဒါကတော့အဖြူရောင်လည်းမဟုတ်ဒီကောင်းကဘလူးအပြာရောင်ပုံလဲ sky blue လို့လို့ white blue လို့ပေါ့နော်ဘလူးလေးလည်းမဖြူရောင်နေရဒါပေမဲ့ပုံမှန်ဗီဒီယိုမှာမြင်တော့ဒါကအဖြူလို့ပဲမြင်တဲ့ပုံလဲနော်ဘောင်နေရတဲ့တော်လေးကိုကင်လို့ကောင်းတယ်အရင်တည်းကမှအဲ့တော့အမေတခုရှိတာကျွန်တော်ထုံးတယ်လည်းမနော်ကင်မရာဘက်ရင်အကြီးဖြစ်တဲ့အတွက်ဒီလက်မှာတော့ဒါဒါထောက်ညာလို့ရှိတယ်နော် ဂိမ်းဆော့ရင်နော်ဒီကင်မရာဘန်းကိုလက်ကအုပ်နေတယ်ဒီခုတော့ရှိတယ်ဒါကဂိမ်းဆော့မှာပါဂိမ်းမဖြစ်ရင်တော့ကြောင်ပြဿနာတိတ်ပြီးတော့မရှိဘူးပြီးတော့ဒီကောင်ကတခါရဲလာမှာကဒီကောင် origin os sys နဲ့လာမှာပေါ့နော် origin os sys မှာတော့အများကြီးသူ changes တော့ထားတယ်ကျွန်တော်ဆော့နာကနည်းလေးတော့ကြည့်ထားနော်ဒီမှာဘာတွေ change လဲဆိုရင်တော့ animation တွေပေါ့နော်ဒါပြီးတော့ customization တွေပြောင်းတာဒါကျွန်တော် loss of pain ပြောင်းတဲ့ဟာတွေနော် loss of pain ပြောင်းတဲ့ဟာတွေပါလာတယ် ် Origin OS ကိုအရင်ကြည့်တာပြီးမှဖုန်းကြည့်တာဒီမို့ animation လေးမကြည့်ပါအောင်ဒီမို့ကြည့်ပါအောင်ဟမ်အဲ့မျိုးလေး okay ဒါကျွန်တော် download တွေပါအကုန်လုပ်ရတယ်ပေါ့နော်နောက် screen လေးပြီး always on display လေး always on display ကိုကျွန်တော်ဒါ full screen AOD လေးထားလို့ရတယ်ဒါ UI setting နဲ့အများကြီးရှိမှာပေါ့နော်ဟမ်အာအာအာ တော်တော်လေးတော့ smooth ဖြစ်တယ်ပေါ့နော်အဲဒါကကျွန်တော်တို့ဒီ notification ပါဒါဆောနာမဆောင်နိုင်လို့ကြော်ခွာပြီးတော့ဒါလေးနည်းနည်းသွား click ပါ notification ပါဒါကတော့ notification ဟောတယ်ပေါ့နော် notification icon ဒီ space icon ဆိုပြတော့ကဒီနှစ်က flat ဖြစ်သွားတယ် flat ပေါ့နော်မှန်ခုံးနိုင်လည်းမရှိတော့ဘူးဘေးပေါက်နေလည်းတော်တော်လေးဟိုမှာပါသွားတယ်ပေါ့နော်ဒါဘေးပေါက်နေအလုံးပြည့်လာမယ်အရင် ဘေးပေါင်းလေးတော်တော်ပါဟောကြည့်တော့ဒီမှာကတော့ action button လို့ action clock ပါလို့ခေါ်မယ်မသိဘူးလို့ခေါ်တာအဲဒါ ring mode ဝင်နေပါအကုန်ထားလို့ရမှာပြီးထားရင် vendor ဒါတော့ customize ပေါ့နော်ဘက်ကိုစိတ်ကြိုက်ထားလို့ရတယ်ဒါဟိုတန်းက vibration mode တပည့် to the flash light တပည့်တဆိုရင် flash light အဲတပည့်တဆိုရင်ဒါ flash light ရမယ်ပြီးထားရင် vibration ကိုဒီဘက်တက်ဆိုရင် plus လာဒါလည်းပါအောင်နော်ခလုတ်တစ်ခုပါမယ်ပြီးရင် power key ပါမယ်နော် power key ပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာအတန်တူ shot ခလုတ်ပါကင်မရာဘန်းတော့ဒါအားလုံးတွေ့တိုင်းပဲเนาะကင်မရာဘန်းကတော့ဒါနည်းနည်းလေးတော်တော်တော့ထူသေးရဲ့ပဲเนาะကင်မရာဘန်းတော်တော်တော့ဒီမိုးစုပုတိတာမထင်ねဟမ်တော်တော်ထူသေးရဲ့ကင်မရာဘန်း ဒါစမ်းပြရဖြစ်တဲ့အတွက်အချိန်မြတ်မှာဆိုသူက charging animation တွေနဲ့အများကြီးဒါပြောင်းတာမျိုးတွေပါတယ်ဒါမျက်နှာကိုစကန်ဖတ်တာပြောင်းတာမျိုးတွေ ambient light တွေ audio to face မှာပြောင်းတာမျိုးတွေပေါ့နော် dot sapphire fingerprint လည်းဒါအများကြီးဒါ change လုပ်ရပါတော့ဆိုတော့ဒါဒီမှာမျက်နှာကိုပြရအောင်သူအရင် origin os 5မှာလည်းပါကောင်းပါလိမ့်မယ်ဒါပေမဲ့ဒီမှာတော့ပို့ပြီးတော့သူကမင်းမိုက်နေထားပြီပေါ့နော်အဟမ်းပြောဒီကောင်းမှာဆိုရင်ဒါကျွန်တော်တို့ vivo h3 က pro ဒိုင်မတ်စတီ9500ပေါ့နော်ဒီကောင်ရယ်ပြီးရင်ဒီမှာက vivo ရယ်ဒါ image ချက်တွေပေါ့ဒါပုံထွက်တွေပိုကောင်းအောင်ဘာညာပေါ့နော်အဲ့ဒါ image ချက်တွေ vs1 ရယ် v3 plus ချက်ရယ်ပါမယ်ပြီး battery ကဒီမှာပြန်ဟာမယ်6530 mAh နဲ့လာမယ်နော် vivo h3 က pro အဖော်မန်းကလည်းဒီကောင်က vivo ရဲ့ဒီ h အရင်200 pro တုန်းကလည်းဒါ dimensity နဲ့ပဲဒါဆိုတော့အဲထွာကြမှာဒီကောင်ကစနက်ဒရဂွန်နဲ့လာမယ့်ပုံရှိရောနော် ါတော့အထွာကိုတစ်ချက်စောင့်ကြည့်ရအောင်။ဟောပြပြာရှိသေးတယ်ပြီးတော့ဒီခေါင်းကခါပါ။ခါပါ။အင်းဒါကမှတထားရဲ့ look ။ကင်မရာဘက်နဲ့အရန်ကြည့်ရမခံရဘူး။မကပါကာပါမှာတော့ तू ကဒီခွေးသွားစိတ်လေးလုပ်ပေးထားတယ်တူလား။နိုင်ပါလေခွေးသွားစိတ်လေးလုပ်ပေးတာကာဘာမှာတော့အရန်အသေးသေးကြာဆံလို့ဆိုရင်ပိုပြီးကြည့်လို့ကောင်းမှန်ကာဘာနဲ့ Vivo C ဖြစ်တဲ့အတွက်အဓိကသူတို့ကင်မရာကိုကြည့်ရမှာ ကင်မရာမှာကျွန်တော်ဒီမှာ3.5ပါမယ်10 h အဲဒါစူပါမက်ခရိုပေါ့နော်ကျွန်တော်10 h ဒါမက်ခရိုလိုက်တာကုလကုလကြည့်လိုက်နော်ဒါမှတိတ်ပြီးတော့ vivo တွေကကင်မရာဘိုင်းတွေပါတယ်အများကြီးတိတ်ကြုံးစရာမလိုဘူးတော့ရှေရှေခရိုနဲ့ရိုက်မယ်ဆိုရင်28ကျွန်တော်ဟိုးအဝေးက အတင်းကောင်း vivo ရဲ့ quick chat ကို 20x နဲ့ဒီဆွဲရလို့ရတယ်ဒီနန်းလောက်ကပါနော်ဒီနန်းလောက်ကဟာ 20x နဲ့ဆွဲရလို့ရတယ်အဲ you macro ပိတ်လိုက်မယ်ဆိုရင်ဒါကကျွန်တော်ဆုံးက100ထိရပါမယ်100ဆုံးထိရအောင်ပါနော်အရင်တိုင်းပဲပါနော် Dolby Vision တွေပါမယ် Dolby Vision ဗီဒီယိုကို 8K 30fps ရိုက်လို့ရမယ်အဲသူက portrait video ကို 4K 60 fps ရရတော့တော်တော်လေးပုံမှာဗီဒီယိုကွာလီကောင်းတယ်ဒါမှနောက်ဆုံးလမ်းတွေလည်းချိန်လို့ရတယ်ရှိရပုံမှန်တိုင်းပါနော်ဒါကင်မရာမှာတော့ဒါထုံးတယ်နိုင်မယ် Pro Mode State တို့ဒါတော့ကျွန်တော်တို့ဒါစင်ပေါ်မှာပွဲတွေပိုင်းမှာရိုက်ရိုက်မှုတ်နေမှာ State Mode တို့ပြီးရင် Pro Mode ပါမယ် Pro Mode ပါမယ်အဲတော့ Full လို့ Super Mode လို့နော် Super Mode လို့ပေါ့လည်းပေါင်းရလို့ရတယ်ဒါကဒီကောင်းဒီကဒါ Telephoto Extender ကကြတော့ကျွန်တော်ဟိုကနဲ့ဒါနဲ့ဂျိုင်းတော့အောင်ပါ တရားမှာဟိုတလီဖိုတိုလန့်စ်နဲ့ drawing တော့မှာပြီးရင်တော့မှာ portrait portrait မှာပေါ့အဲဒါမျိုးလေးပါမယ်ပေါ့နော် portrait မှာ radiant portrait နဲ့ natural portrait နော်အဲ့တော့ဘာလဲ beauty ရဲ့ radiant style ဖြစ်ဖြစ်တဲ့နဲ့တွေ့နဲ့တွေ့ထားလိုက်မယ်ဒီကောင်ဒီမှာလည်းအကုန်ချိန်လို့ရတယ်เนาะဒီမှာ natural portrait နော်ဒီမှာအကုန်ချိန်လို့ရတယ် 35mm 15mm 85mm 85mm 135mm closer shot ဆိုပြီးတော့ ဒါတွေတော့ရှောက်အကုန်ကိုကချိန်ပြီးတော့ဟုတ်ကဲ့ဟုတ်ကဲ့ Portrait ကောင်းချိုက်လို့ရတယ် Vivo ကတော့ဒါအလုံးသိတဲ့အတိုင်းပဲဒီကောင်းရဲ့ကင်မရာတွေကလုံးဝဒါ next level ကင်မရာတွေဆိုတော့ဘာမှသိပြီးတော့ပြောရမှာမလို့ဘူးလုံးဝကင်မရာပိုင်း share ဒါမှမဟုတ် AI နဲ့ပေါ့နော် AI visual နဲ့ AI feature တွေပါလေတဲ့သူကကောင်းလို့ရအောင်လို့ဆိုတော့200 megapixel 85 mm ပေါ့နော်200 megapixel ဆိုရင်85 mm support လုပ်ပြရအောင်နော်ဒါပဲရမယ်ဒါက live photo portrait ကိုမှ live photo နဲ့ရအောင် တော့ဒီမှာဘောနော် vivo ရဲ့တက်ချာအဲ site တက်ချာဘောနော် site ရဲ့ color တုံးနေအများကြီးပဲကင်မရာဖုန်းဆိုတာတော့ဒီမှာအများကြီးအများကြီးဒီမှာเนาะပြောင်းလို့ရတယ်အော်ကင်မရာပဲဆယ်ဖီရောဒီမှာထုံးကံဘောနော်ဆယ်ဖီရလည်းတော်တော်လေးကိုတော့အဆိုးပေါက်မှိုက်ဆယ်ဖီလေးစမ်းကြည့်ပါဦးတခုတော့ရှိရပါတော့လို့ရှားပြပါရေဆိုလို့ရှိရင် processing ကအနေတော့အနေတော့ နည်းကြာတယ်ပေါ့နော်နည်းနည်းဆိုတာစကန့်ပိုင်းတော့ကြာတယ်နော်စကန့်တုံးစကန့်ဝင်ကျင်တော့ရှိမှာတင်တယ်အဲ့လိုဝင်ကျင်တော့ကြာတယ် personal တော့ပြဥစားထားကြည့်မနော်တွေ့ဆွဲလို့ရတယ် okay ဒီဒီရအရင်ကောင်းဟုတ်တော့ဟုတ်များ product ဖိုတိုတွေပဲကောင်းကောင်းလေးလို့ရတယ်နော်ဒီတိုင်းလို့ဆိုမယ်ခြာခြင်းမူပါညာလို့ရတယ်တော့မိုက်ဆာမိုက်ဆာဒါကတော့ vivo ရဲ့ h300 pro ပေါ့နော် အဲအရင်200 pro တော့ဘာလို့ပဲဆိုတော့ဒီဇိုင်းကတော့ flat display ဖြစ်သွားတာရယ် performance ပို့ပြီးတော့ကောင်းလာတာရယ်ပြီးရင်ဒီ image processing တွေပို့မိုက်လာတာရယ်ဒါတွေကတော့ကျွန်တော်ဒါ long term daily use မှာသိရမှာဆိုတော့ဒီလိုမျိုးဖောက်ပြီးတော့ဆိုင်းရမှာတော့တိတ်ပြီးတော့ဘာဖြစ်မှာလဲမဟုတ်ဘူး camera ကတော့ဒီကောင်က15 megapixel main တစ်လုံးပါမယ်အဲ200 megapixel telephoto periscope ရယ်15 megapixel ultra wide ရယ်ပါမယ် battery ကလည်း6500 silicon ကောင်း battery ဆိုတော့ တော်တော်တော့မိုက်နော်မိုက်ဒီမှာဆိုရင်လည်းဒီမှာဂိမ်းတွေဆိုလို့ရှိရင်ဒီဖုန်းကဂိမ်းတွေကကောင်းကောင်းကျုံလို့ရရဆိုတာမျိုးဂိမ်းမြင့်မှုတွေလည်းအများကြီးပါပြီတာနော်ဒါကတော့ Vivo ရဲ့ H300 Pro ဒီမှာဒီပြီမှာတော့အများကြီးပါမှာမဟုတ်အဓိကဒီပြီမှာကျွန်တော်ဖုန်းပွက်နေတဲ့တာမန်လူတယောက်ဖုန်းဖွင့်နေနေပေါ့နော်ဒါဘယ်လို feature လေးပါလဲဘယ်လိုမျိုးလေးမိုက်တာလဲအဲတက်မှာဖုန်းဒီဇိုင်းလေးကဘယ်လိုရှိလဲအပြင်မှာတကယ်မိုက်လားအဲအားလေးကို ဒါ ansin ဘာလို့ဖောက်ပြီးတော့တန်းကြည့်ရတဲ့ဟာမျိုးဆိုတော့ဒီဒီတော့ပေါင်းမှာမဟုတ်ဘူးဒီဒီကတော့ကျွန်တော်တို့နောက်မှ video တွေမှာပြပြမိမယ်ကျွန်တော်ကဒါကတော့ကျွန်တော်တို့ vivo x300 pro လေးကို unboxing နဲ့ detail လို့လေးလုပ်ပေးတာကျွန်တော်ဒီလောက်ဆိုရင်တော့ vivo h300 pro ရဲ့ဒါ detail look လေးတွေအသေးစိတ်လေးတွေပြောလို့ရှိရင်ကျွန်တော်ဒီ origin os ရဲ့ animation တွေဘာတွေပြောင်းလဲဝါတွေကိုဒါသိသွားတော့ပြီးတော့ထင်တယ်ဒါက vivo h300 pro ပဲရှိသေးတယ် ောက်ထပ်ကျွန်တော်တို့တွေ H300 Ultra တို့ပါတော့ထပ်လာအောင်ပါဆိုတော့300 Pro မှာတော့ဒီလောက်ကောင်းနေရင်တော့အရင်လိုပဲပေါ့ Ultra ဆိုလို့ရှိရင်ရောအရင်200 Ultra ထက်ပိုပြီးတော့ကင်မရာကြီးကောင်းလာမလားဒီဇိုင်းတွေပိုမိုက်လာမလားဒါတော့ကျွန်တော်တွေရှင်းခုံအောင်ပါဆိုတော့ကိုယ့်လိုလိုဆိုရင်ရော Vivo ရဲ့300 Pro ဘယ်လိုမှမြင်လဲတော်တော်မိုက်တယ်လို့ထင်လားဒါမှမဟုတ်ဒီကင်မရာဘက်ကြီးကဘယ်လောက်ထိ daily use မှာအသုံးဝင်မှာလို့ထင်လဲ အောက်ကကွန်မန့်မှာအထင်နဲ့အမြင်လေးတွေကိုဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့ညမှတွေ့ကြရပါဘောအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့အဒမင်ကြော်ယူပါ Yangon Mobile Store